ဒုတိယတတိယတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုအယုသေးအလေးမြတ်လက်စုံမိုး၍ရှိခိုးပူဇော်ဘုမြမန်ျောကရောပါရှင်ဗျာ ဤသို့ကရောရသောအကျိုးအားကြောင့်အပေလေးပါကတ်သုံးပါယပိရှိပါယန္တဝင်း၅ပါဝိပါတိတရား၄ပါပြေတနာတရား၅ပါတို့မှအခါကတိကိလို့ငြိမ်းသည်ဖြစ်၍အဆုံးစွန်သောဘဝ၌မတရားဘုရားနိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကိုရပါလို့ရှင်ဗျာ31ဘုံ၌ဒီနေရာကျဆားကြကုန်သောလောကပါလနမင်းကြီးတို့နှင့်တကားလူနဲ့မြမအနန္တစကြဝဠာအနန္တတတဝါဝိနည်းသူကိတဒုက္ခိတတတဝါပေါင်းတို့ဘေးရန်ကတိငြိမ်းကြပါစေ ဒေါသကတိငြိမ့်ကြပါစေစင်ရကတိငြိမ့်ကြပါစေနှလုံးစိမ်ဝမ်းနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေတာတူပြောတာတူပြောတာတူပြောလေတာတူတာတူပြောတာတူတာတူပြောတာတူအဲ့လိုမလုပ်အောင်တော့တုံးလိုက်တယ်